အရှိရင်ပြင်းမှတ်ထားတိုက်ခိုက်မှုဟမ်းမတ်ဗန်နာရဲ့အကြီးကဲနဲ့လက်ထောက်သေးဆုံးဂါဇာရှင်စေယုံတယုံကိုအရှိရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းဟမ်းမတ်ဗန်နာရဲ့အကြီးကဲနဲ့လက်ထောက်ဖြစ်သူတို့သေဆုံးသွားတယ်လို့ဟမ်းမတ်တာဝန်ရှိသူတို့ကအတည်ပြုပြောဆိုပါတယ်အဖွဲ့ရင်ဗန်နာရဲ့ဆိုင်ရာအကြီးကဲအစ်မေဘဟွန်ဟာခန်းယုံနေရှင်အတိကစေယုံဖြစ်တဲ့ပနက်စာစေယုံတိုက်ခိုက်မှုမှာသေဆုံးခဲ့တယ်လို့ဆိုပါတယ် အစ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းဒဏ်ရာရရှိပြီးနောက်စေကုသမှုခံယူရပေမဲ့တည်ဆုံသွားလာလို့ပြောရတယ်။ကျေပြတဲ့ထောင်ထမ်းရဲ့အချက်လက်တွေစုဆောင်းပြီးနောက်မှာတော့စေယုံမှာလှုပ်ရှားနေတဲ့ဟမ်မတ်အဓိကအဖွဲ့တယောက်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအချမ်းအန်ရရောပါရေးအတွက်တည်ကြတဲ့လက်နက်ခဲယမ်းတွေအသုံးပြုခဲ့တယ်လို့အစ်ရဲကပြောရတယ်။ဒီတိုက်ခိုက်မှုမှာစေဘက်ဆိုင်ရာဝန်ထမ်းတွေအပါအဝင်လူအများပြန်ဒဏ်ရာရခဲ့တယ်လို့ဟမ်မတ်ကျမ်းမာရေးဌာနကပြောရတယ်။ ဟမ်မတ်တွေဟာဆေးရုံတွေကိုလက်နဲ့တိုက်နေကိုကဲမှုစဉ်းစားတဲ့အဖြစ်အသုံးပြုနေတယ်လို့ Instagram ကဆိုဆွဲထားပြီးဟမ်မတ်တို့ကတော့အငင်းဆန်ထားပါတယ်။ခမ်းမြူနေနဲ့ Rapper တို့မှာတနင်္ဂနွေနေ့နဲ့ပိုင်းအထိ Instagram ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူ30ထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အစ်ရေဟန်ကာဇာမာသူ့ရဲ့စစ်စင်ရေးတွေကိုမတ်၁၈ရက်မှာပြန်လည်စတင်ခဲ့ပြီးနှစ်လနေပါကြာပြစ်ခတ်ရက်စဲရေးပထမအဆစ်ဆုံးသက်ခဲ့ပါတယ် ြီးခဲ့တဲ့သတင်းပတ်ကတိုက်ခိုက်မှုအတွင်းလူ400ကျော်ထိသေဆုံးခဲ့ပါတယ်။အမေရိကန်အစိုးပြတဲ့အပြည့်ရသက်တမ်းသူအစိုးပြချက်ကိုဟာမတ်တို့ကပယ်ချခဲ့ကြောင်းအစ္စရေးကပြစ်တင်ထားပါတယ်။ဂါဇာစစ်ပွဲဆက်တင်ပြီးနောက်ပိုင်းဂါဇာမှာလူပေါင်း9000ကျော်ထိသေဆုံးခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။